တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ22ရက်6လ2025တနင်္ဂနွေနေ့ကနေပြီးတော့28ရက်6လ2025စနေတိတပတ်တာတဲရော့ကပ်ပြားရဲ့နမိတ်ကတော့တနင်္ဂနွေသားသမီးများရရှိတဲ့တဲရော့နမိတ်ကနံပါတ်4ကပ်ပြားနံပါတ်4ကပ်ပြားဆိုတော့တပတ်တွင်းမှာတနင်္ဂနွေသားသမီးများဘယ်ကိစ္စပဲလှုပ်လှုပ်ကုဘကမှန်ကန်မှုအရေးကြီးပါတယ်နောက်ပြီးတော့ဩဇာအာဏာကြီးမဲ့အချိန်ဖြစ်တယ်နောက်ပြီးတော့ မိမိဖြစ်ကျင်တဲ့ဆန္ဒကိုလေးလေးနက်နက်ဟိုဖြစ်ကျင်တဲ့ဆန္ဒယူရထားတဲ့ကိစ္စကိုလုတ်ပါတဲ့ဟိုလုံရရင်ကောင်းမလားမလုံရင်ကောင်းမလားအရှိတူအခက်နောက်ဆော့ခက်မလုတ်ပါနဲ့တဲ့လုတ်ကျင်တဲ့ဆန္ဒကိုရေရဲဝင်လုတ်ပါအောင်မြင်ပါလိမ့်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုဘကမမမကန်တွေးထားတာလေးရှိရင်တော့အဲ့ဒီကိစ္စတွေပျက်စီးသွားတတ်ပါတယ်လေးကနန်းဟာဖြက်စီးတဲ့ကနန်းဖြစ်တဲ့အတွက်ကြောင့်မလို့လေးလေးနက်နက်လုတ်ဖို့ပြောပြစီအဲ့တော့ အခြေကိစ္စအစဉ်ပြေမယ်အိမ်တွင်းအိမ်တော်ရေးကိစ္စအစဉ်ပြေမယ်နောက်ပြီးတော့အကြီးကဲတွေအထောက်ပံ့တွေရရှိမယ်အဲဒါမှမဟုတ်ကိုယ့်ဘက်ကတော့မှန်ကန်မှုအရေးကြီးတယ်အကြီးကဲတွေအကူအညီရမယ်ဆိုတဲ့နေရာမှာကိုယ့်ဘက်ကမှားနေလို့ရှိရင်လည်းအကြီးကဲကပြက်ပြက်သားသားဒဏ်ခတ်တဲ့ဂိမ်းမျိုးလို့နားလဲစီလိုပါတယ်အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တော့လေးသလုံးနဲ့အပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပတ်အဖြစ်ထီထိုးပါကံကောင်းစီတဲ့အယောင်ကအဝါယောင်ရွှေယောင်ဖြစ်ပါတယ် တော့ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင် လူကြီးယောဂအသက်ကြီးတဲ့ယောဂပေါ့ဒါလေးသတိထားစီလိုပါတယ်အဲဒူးဒူးနာတာတို့ခါနာတို့ထုံကျင်တာတို့အထိုင်ထမကောင်းတာတို့ဒါလေးကြီးယူဆိုင်စီလိုပါတယ်တပတ်အတွင်းမှာဘယ်ကိစ္စပဲဖြစ်ဖြစ် အောင်မြင်မှုဆိုလို့ရှိရင်တက်ကြီးရွယ်ဦးကိုယ်အိမ်မှာပဲဖြစ်ဖြစ်ဘေးပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်တက်ကြီးရွယ်ဦးတရားရောက်ကိုကိုကြိုက်နှစ်သက်ရာတစ်ခုခုလက်ဆောင်ပေးခြင်းအပြင်ငွေတော်၎င်းတော့မုံတော်၎င်း ဟိုစားတောက်ဖွဲရတခုခုပေါ့နော်အဲ့ဒါလက်ဆောင်ပစ္စည်းပေးခြင်းအပြင်တနင်္ဂနွေနေ့မွေးဖော်သောမိတ်ဆွေများတပတ်တွင်အောင်မြင်ပါလိမ့်မယ်ကျွန်တော်တို့တရိုက်ပေးနေမိမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2 GP ဝိမာန်ဤဖွင့်ထားပါတယ်။ရန်ပူဇော်က1000ခွဲတည်တည်ယူပါတယ်။အဲ့တော့နာမည်မွေးတက်တဲ့ဘိုင်ပါကနေပို့လာပြီးပါ။မအားလို့ပြန်မပြေပြင်လဲနားလေခွင့်လို့ပေးစီလိုပါတယ်။တနင်္ဂနွေသားသမီးများတပတ်တွင်းမှာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများစွာ ဖြင့်အေးချမ်းစွာသားရစွာဖြတ်သန်းနိုင်ပါစေဗျာ။ တင်းလာနေမူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂၂ရက်6လ2025တင်းကုန်နေနေရနေပြီးတော့၂၈ရက်6လ2025စနေတိတပတ်တွင်မှတင်းလာနေမူပါသောမိတ်ဆွေများရရှိတဲ့နမိတ်က the foods ကိုအယူကတ်ကြီးဖြစ်နေတယ်အဲ့တော့တင်းလာနေမူပါသောမိတ်ဆွေများတပတ်တွင်မှအစအစအရာရာဆင်ကျင်မှာအပြောအဆိုဆင်ကျင်မှာတခါကျရင်စိတ်ညစ်သွားတာလေပေါ့အလုတ်လုံနေတဲ့လမ်းနဲ့စိတ်ရှုပ်ထွေးသွားတာမျိုးတပတ်တွင်ကြုံပါလိမ့်မယ်အဲ့တော့ရှီတူရခက်နောက်ဆိုရခက်ဖြစ်တတ်တယ် နော်အလုတ်တွေတို့တို့လဲလဲတဝက်တပြည့်ဖြစ်တတ်တယ်ဒီကာလထဲမှာအချမ်းမိုင်ကြီးယူဆိုင်ပါငွေကြီးနဲ့ပတ်သက်ပြီးချီးငားနဲ့ပတ်သက်ပြီးကြီးယူဆိုင်ပါနောက်လုပ်ငန်းတွေတူးချဲ့တာတွေမလုပ်ပါနဲ့ဦးဒီဘက်တွင်မှာသတိထားပြီးတော့ကိုရှိတဲ့အလုတ်လေးကိုပဲမေးလုပ်ပါမီးပြီးတော့ဖြစ်အောင်ဖန်တီးပါဒါဒီလိုဖြည့်ထွက်တာပါလေတနင်္လာသားလိမ့်မည်များအဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တော့တုံညနဲ့တစ်တလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီဒီနံပါတ်ဖြစ်ထီထိုးပါ ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဖြစ်ချင်တဲ့ဆန္ဒရည်ရွယ်ထားတဲ့ကိစ္စတွေအောင်မြင်မှုဆိုရင်တဲ့စိတ်မနှံ့တဲ့သူနော်ဟိုစိတ်ချွေရင်းနေတဲ့သူတရားရောက်ကိုဘာပဲဖြစ်ဖြစ်လက်ဆောင်ပေးခြင်းအပြင်တင်းလာနေမှုပေါ်သောမိတ်ဆွေများအလုံးတပတ်တွင်ကန်ကောင်းပါလိမ့်မယ်အဲ့တော့ဒီကာလထဲမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စဆုံးဖြတ်ချက်ချရတဲ့ခက်နေတဲ့ကိစ္စ yes or no ဆိုတော့ no ပေါ့မဖြစ်မနေလောက်အောင်မယ်ဆိုလို့ရှိရင်အိမ်ဖျားမှာ ပန်းပွင့်အဝါရောင်၅ပွင့်ဖျားလှခြင်းအပြင်လည်းတင်းလာနေမှုဘောသောမိစေများတပတ်တွင်ချုံးမွေပါလိမ့်မယ်အဲ့တော့ကျွန်တော်နေဘေးရင်မေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2 KB ဝေမန်နီဖွင့်ထားပါတယ်ညံပူဇော်က၁000ခွဲယူပါတယ် Viber ကနေပြီးတော့နာမည်မူသက်ကလေးပို့ပေးထားပါတယ်အရင်ကျွန်တော်ပြန်ဖြည့်ပေးပါမအားလို့ပြန်မဖြည့်ပြင်လဲနားလေခွင့်လို့ဘေးစီလိုပါလေတနင်္လာနေ့မူပါတော့မိတ်ဆွေများတပတ်အတွင်းမှာ စေချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အင်္ဂါနေ့မွေးကွာသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။22ရက်6လ2025တနင်္ဂနွေနေ့ကနေပြီးတော့28ရက်6လ2025စနေနေ့ထိတပတ်တာတဲရော့ကပ်ပြရဲ့နမိတ်ကသဝောဆိုတော့ကောင်းတယ်တပတ်အတွင်းမှာ ခီးတွေထွက်ရတာတို့နိုင်ငံသားထွက်ဖို့ကိစ္စရှိရင်နိုင်ငံသားသွားရတာတို့နော် နေဝေးတနေ့တနေ့တကြီးစသဖြင့် ဖျားဘူးစသဖြင့်ဒါမျိုးတွေအားလုံးအဆင်ပြေချောပြီးပါလိမ့်မယ်ကပ်ပြားရဲ့နမိတ်ကတော့ရှောက်သွားခြင်းရှောက်လေခြင်းဆိုတဲ့နမိတ်ကိုရရှိပါတယ်အဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများတပတ်အတွင်းမှာအခြေအကိစ္စအဆင်ပြေမယ်အိမ်တွင်းအိမ်တော်ကြီးကိစ္စအဆင်ပြေမယ်ငွေနဲ့ပတ်သက်ပြီးဆုံးရှုံးထားတာတွေပြန်ရမယ်ပုံထားတာတွေပြန်ဝင်မယ်လက်လက်ပတ်ပွင့်မယ်ထီထိုးကန်စားမယ်ဆိုရင်တော့ငါးတလုံးထဲကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပတ်ဖြစ်ထီထိုးပါ ကံကောင်းစီတဲ့အကြောင်းကအစိမ်းအောင်ဖြစ်ပါတယ် ီကာလထဲမှာတပတ်တွင်းမှာအင်္ဂါနေ့မွေးဖွားသောမိစေများဘာပဲဖြစ်ဖြစ်အောင်မြင်အောင်ဆောင်ရွက်မယ်ဆိုရင်လက်ဆောင်ပစ္စည်းကိုအိမ်နန်းပောက်ပတ်ပတ်ဝန်းကျင်မှာပေါ့ဘသူပဲဖြစ်ဖြစ်ဘောပင်လေးပဲဖြစ်ဖြစ်စာအုပ်လေးပဲဖြစ်ဖြစ်ဟလာလက်ဆောင်ပေးခြင်းအပြင်အင်္ဂါနေ့မွေးဖွားသောမိစေများတပတ်တွင်းထွေးမွေးပါလိမ့်မယ်ဘာပဲလို့လို့အဆင်ပြေပါလိမ့်မယ်အဲ့တော့ ဒီကပ်ပြားရဲ့နမိတ်ကတပတ်တွင်းမှာအင်္ဂါနေ့မူပါသောမိတ်ဆွေများလှုပ်တဲ့မလှုပ်တဲ့ဆုံးဖြတ်ချက်ချခတ်တယ်ဆိုရင် yes or no ဆိုရင် yes ရရဲ့ဝင်လို့ပါအောင်မြင်ပါလိမ့်မယ်ဆိုတော့ကျွန်တော်နဲ့တန်းရိုက်ပေးနေမိမယ်ဆိုတော့၄လုံး၅လုံး၈လုံး၅နှစ် KB Women นี่ဖွင့်ထားပါတယ်ညံဘူးစောကတူဦးကိုတထောင်ခွဲယူပါတယ် Viber ကနေပြီးတော့အမီမွေးတကရပို့ပြီးပါအားရင်ပြတ်ပြေးပြပါမယ်မအားလို့ပြတ်မပြေးပြင်လေနားလေခွင့်လို့ဘေးစီလိုပါတယ်အဲ့တော့အင်္ဂါနေ့မူဖော်သောမိတ်ဆွေများတပတ်အတွင်းမှာ စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာตาရစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗုဒ္ဓနဲ့မွေးပွားသောမိစေများအားလုံးမင်္ဂလာပါ22ရက်6လ2025တနင်္ဂနွေနေ့ရက်နေပြီးတော့28ရက်6လ2025စနေတိတပတ်တာဗုဒ္ဓများဘုရူသားသမီးများရရှိတဲ့နမိတ်ကတော့ The Magic လို့မော်ဝိဇာဆိုတဲ့ကပ်ပြားလေးအဲ့တော့တပတ်တွင်းမှာဘုရူနေမှုပေါ်သောမိတ်ဆွေများ လှည့်ပြားမှုတွေလိမ်လည်မှုတွေခံရတတ်တယ်။ဘာပဲလုပ်လုပ်ဟာလာသတိထားပြီးလုပ်စီခြင်းပါတယ်။အလုံးမှာအပြိုင်ဆိုင်တိုက်ခိုက်ပုံမဲ့အိမ်တွင်းအိမ်တွင်းအိမ်တော်ကြီးမှာလည်းစိတ်ညစ်စရာလေးတွေစိတ်ရှုပ်ထွေးစရာလေးတွေကြုံပါလိမ့်မယ်။ဒီတစ်ပတ်အတွင်းမှာဗုဒ္ဓနေမှုပေါ်သောမိစေများခြေကံအားနည်းတဲ့အိမ်တွင်းအိမ်တော်ကြီးကံအားနည်းမယ်။ငွေကြေးကံအားလှည့်ပြားမှုလိမ်လည်မှုတွေများတတ်တယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်တစ်ပတ်အတွင်းသတိဝိရိယရှိစွာဖြင့်အလုပ်လုပ်ပါ။ ်ထီထိုးကန်စားမယ်ဆိုရင်တော့တစ်တလုံးတည်းကိုအပိုင်ကန်ပြီးကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ပြထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအနီအောင်ဖြစ်ပါတယ်တပတ်အတွင်းမှာဘယ်ကိစ္စပဲဖြစ်ဖြစ်ဘုလူသားကြီးများအလုလုမယ်ဆိုရင် yes or no ဆိုရင်တော့ no နည်းနည်းသတိထားရမယ်မဖြစ်မနေလုံအောင်မဲ့ကိစ္စမျိုးဆိုရင်တောက်တူရီစီမီအမွှေးတိုင်ဒီ၃မျိုးပေါ့တောက်တူရီစီမီအမွှေးတိုင်၃မျိုးအိမ်ဖျားမှာလှူခြင်းအပြင် ဗုဒ္ဓလေးမူပါဆုံးမိစေများတပတ်တွင်အေဂျင့်စွာပြသနိုင်ပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့တိုက်ရိုက်ပေးနေမိမယ်ဆိုတော့၄သုံးလုံး၅သုံးလုံး၈သုံးညနှစ် KB ဝိမာန်ဤဖွင့်ထားပါတယ်ညံဘူးစော်က1000ခွဲယူပါတယ်နာမည်မူတက်ကလေးကိုဘိုင်ဘာနေပို့ရပါတယ်အကယ်၍မအားလို့ပြန်ပြီးတော့မဖြေပြင်းလဲနားလဲခွင့်လို့ပေးစီလိုပါတယ်ဗုဒ္ဓလေးမူပါဆုံးမိစေများတပတ်တွင်မှာအေဂျင့်စွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ကျန်တာပတိနေမူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ22ရက်6လ2025တနင်္ဂနွေနေ့ကနေပြီးတော့28ရက်6လ2025စနေတိတပတ်ပြင်းမှာကျန်တာပတိနေမူပါသောမိတ်ဆွေများရရှိတဲ့နမိတ်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုကောင်းတဲ့နမိတ်ကိုရပါတယ်ကျန်တာပတိနေမူပါသောမိတ်ဆွေများတပတ်ပြင်းမှာမဖြစ်တော့ဘူးလို့ထင်တဲ့အရာတွေဖြစ်လာပါလိမ့်မယ်တော့ဒါကြီးကမဖြစ်နိုင်ဘူးဆိုတဲ့ဟာအဟောင်းတွေအလုတ်ဟောင်းတို့နေရာဟောင်းတို့ဥဖြစ်ခြင်းတဲ့ဆန္ဒတခု မလို့ရတော့ဘူးလို့ထင်နေတာပြန်လောရတာမျိုးဂျုံပါလိမ့်မယ်အဲ့တော့ကောင်းတဲ့နမိတ်ဆိုရင်တော့ yes or no ဆိုရင်တော့ yes ကောင်းတဲ့နမိတ်ကတ်ထဲမှာရှိပါတယ်ထီလို့ကန်စမ်းမယ်ဆိုရင်၃ညနဲ့နှစ်တလုံးလုံးကိုအပိုင်ကင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံဘက်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်တပတ်အတွင်းမှာဂျာသာပတိနေမူဘောသောမိတ်ဆွေများဘာပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တယ်ဆိုရင်အရင်တုန်းကကို့ဘိုးဘွားတွေကိုအာယုံပြုတ်ပြီးတော့အိမ်ဖះမှာတစ်တီးပဲဖြစ်ဖြစ်စွန်ပဲဖြစ်ဖြစ်နော်ကြိုက်တာဖះမှာ ဘုရားအိမ်ဘုရားမှာစွန်းတော့ကတ်ခြင်းအားဖြင့်ရည်ရွယ်ရမှာကတော့အရင်တုန်းကဘိုးတွေဘွားတွေနော်တည်ဆုံသွားတဲ့သူတွေကိုအာယုံပြုတ်ပြီးတော့မှဆုတောင်းခြင်းအားဖြင့်ဇာတာပတိနေမူပါသောမိစေများတပတ်တွင်အားလုံးအေးချမ်းစွာပြတ်တန်းနိုင်ပါလိမ့်မယ်အဲ့တော့တပတ်တွင်မှာတော့ဇာတာပတိနေမူပါသောမိစေများအခြေခံကောင်းမဲ့အိမ်တွင်အိမ်တော်ကြီးခံကောင်းမဲ့နော်ဆုံးရှုံးထားတဲ့ငွေတွေပြရမယ်ကျမ်းမကြီးလည်းပတ်သက်ပြီးလည်းစိုးရိမ်စရာမရှိပါဘူးအဲ့တော့ကျွန်တော်နဲ့တိုက်ရိုက်ပြီးနေမိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ည၂ KB ဝိမာန်ကြီးဖွင့်ထားပါတယ် ဲ့တော့ညံမူဇော်ကတူးကို1000ခွဲယူပါတယ်အဲဗိုက်ဘာကနေအမီမွေးတက်ကလေးပို့ပြရပါတယ်အကယ်၍မအားလို့ကျွန်တော်ကပြန်မပြေပြင်လဲနားလေခွင့်လို့ဘေးစီလိုပါတယ်အဲ့တော့ဂျာတာပရီနေမူပေါ်တော့မိတ်ဆွေများတပတ်အတွင်းမှာအေးချမ်းစွာตายာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တောက်ကြနေမူပေါ်တော့မိတ်ဆွေများအားလုံးမင်္ဂလာပါ22ရက်6လ2025တနင်္ဂနွေနေ့ရနေပြီးတော့28ရက်6လ2025စနေနေ့ တောက်ကြာနေမွေးဖွားသောမိတ်ဆွေတို့တဲရော့ကပ်ပြားရဲ့နမိတ်ကတော့ရေခွက်နှစ်ခွက်အဲ yes or no ဆိုရင်တပတ်တွင်းမှာတောက်ကြာနေမွေးဖွားသောမိတ်ဆွေများ yes လို့ပါအောင်မြင်မယ်တပတ်တွင်းမှာဖြစ်ချင်တဲ့ဇာနာတွေဖြစ်ကိုဖြစ်မယ်အဲ့တော့ငွေကြေးကိစ္စအဆင်ပြေမယ်အလုပ်ကိစ္စအရွှေ့ပြောင်းကြုံမယ်ကောင်းသောပြောင်းလဲခြင်းတွေကြုံမယ်နေရာကောင်းရမယ်နောက်ပြီးတော့နာမည်ဂုဏ်သတင်းတွေတိုးတက်မယ်ဒီကာလထဲမှာတောက်ကြာသားသမီးများထီထိုးကန်ဆန်းမယ်ဆိုရင်1နဲ့4တလုံးလုံးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံဘတ်ဖြစ်တီထိုးပါ ကံကောင်းစီတဲ့အရောင်ကတော့အစိမ်းရောင်ဖြစ်ပါတယ်။တပတ်အတွင်းမှာတောက်ကြနေမွေးပါသောမိစေများဘာပဲဖြစ်ဖြစ်ကိုလုတဲ့အလုပ်တွေအဆင်ပြေချောမွေးဖို့ဆိုရင်တောက်တော်ရေနှစ်ခွက်အိမ်ဖျားမှာလူချင်းအားဖြင့်ဖျားမှာရေလူချင်းအားဖြင့်နောက်ပြီးတော့တန်ဃာတော်တွေဒီသွားရင်းလိုင်းနဲ့အလိုရေတကယ်ခက်ခဲရှိတဲ့သူရေလူချင်းအားဖြင့်ရည်ကျိုးဆယ်ပါမတောင်းမဲနဲ့ပြည့်တယ်ဆိုတဲ့အတိုင်းဖရားတွေရောက်ရင်လည်းရည်သက်ပယ်မယ်တကူးကြီးတဲ့ဖရားရောက်လည်းရည်သက်ပယ်ခြင်းနောက်ကျွန်တော်တို့ ုံကြီးရဟန်းလည်းတောက်ရေဘူးရေတန့်ဘူးလူချင်းအားဖြင့်တောက်ကြနေမှုဘောသောမိစီများဒုက္ကံကောင်းပါလိမ့်မယ်ကျွန်တော်နဲ့တရိုက်ပေးနေမိမယ်ဆိုတော့၄သုံးလုံး၅သုံးလုံး၈သုံးညာနှစ် KB ဝိမာန်ဤဖွင့်ထားပါတယ်ညံဘူးစောကတူးကိုတောင်းခွဲယူပါတယ်အဲ့တော့ Viber ကနေအမီမူသကရေပို့ပေးရပါတယ်အကယ်၍မအားလို့ပြန်မပြေပြင်လဲနားလေခွင့်လို့ပြေးစီလို့ပါတယ်အဲ့တော့တောက်ကြနေမှုပါသောမိတ်ဆွေများအားလုံးတပတ်တွင်မှာအေးချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် စနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ22ရက်6လ2025တနင်္ဂနွေနေ့ကနေပြီးတော့28ရက်6လ2025စနေ ठी တပတ်တွင်စနေနေ့မွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့ The Lovers အချစ်သူနှစ်ဦးကံကောင်းတဲ့နမိတ်မျိုးဆိုပါတယ်အဲ့တော့တပတ်တွင်မှာစနေနေ့မွေးဖွားသောမိတ်ဆွေများအချီးအေးကံကောင်းမယ်အိမ်တွင်အိမ်တော်ရေးကံကောင်းမယ်အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေကြုံးဝေးပါလိမ့်မယ်တပတ်တွင်မှာတဲ့စနေနေ့မွေးဖွားသောမိတ်ဆွေများမိမိပြောတဲ့စကားတွေ နှလုံးသားအနေနဲ့လာတဲ့စကားမျိုးပဲဖြစ်ရမယ်ပို့ပို့တန်တန်ပြောတဲ့စကားမျိုးချစ်ချင်းမေတ္တာတရားဒီ the lover ဆိုတာချစ်ချင်းမေတ္တာတရားဘသူကိုမဆိုတော့ချစ်ချင်းမေတ္တာထားပြီးတော့စကားပြောရင်ねအားလုံးအဆင်ပြေချိုးမိမယ်ဆိုတော့တပတ်တွင်ကိုဖြတ်တန်းနေပါတယ်အဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့6တလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံဖတ်ဖြစ်ထီထိုးပါကျမ်းမာရေးအနေနဲ့ဆိုရင်တော့စိုးစိုးဝါမရှိပါဘူးလေနဲ့ပတ်သက်တဲ့ယောဂါတွေတော့ဂယူဆိုင်စီလိုပါတယ်အဲ့တော့ကံကောင်းစီတဲ့အရာကအပြာရောင်ဖြစ်ပါတယ် တပတ်ပြင်မှာဘယ်ကိစ္စပဲဖြစ်ဖြစ်ဇနီးနေ့မူခေါ်သောမိတ်ဆွေများ yes or no ဆိုရင်တော့ yes ကောင်းတယ်လှုပ်ပါအောင်မြင်ပါလိမ့်မယ်ပို့ပြီးတော့ကံကောင်းခြင်းလည်းဆိုရင်တော့ဖြစ်သူကြီးစားစသဖြင့်ကြီးစားဖြစ်နေတဲ့သူတရားကိုယောက်ျားလေးဝယ်ဖြစ်ဖြစ်မိန်းကလေးဝယ်ဖြစ်ဖြစ်ကြိုက်တဲ့ကြိုက်နှစ်သက်ရာလက်ဆောင်ပစ္စည်းတစ်ခုပေးခြင်းအပြင်စနေနေ့မူပါသောမိတ်ဆွေများအားလုံးအထူးကံကောင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့တိုက်ရိုက်ပြီးနေမိမယ်ဆိုတော့၄၃လုံး၅၃လုံး၈၃ည၂ KP ဝိမာန်ကြီးဖွင့်ထားပါတယ်ညံဘူးစောကတကောင်ခွဲယူပါတယ် ဖိုင်ဘာကနေအမြင်မွေးတက်လေးပို့ပေးရပါတယ်မအားလို့ပြန်မပြေပြင်းလဲနားလေခွင့်လို့ပြီးစီလို့ပါတယ်အဲ့တော့စနေနေ့မူပေါ်သောမိတ်ဆွေများအားလုံးတပတ်တွဲမှာအေးချမ်းစွာ၊ပါရစွာ၊ငြိမ်းချမ်းစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်